မြတ်စွာဘုရားလက်ထက်တော်ဟာလှပတဲ့မိမ့်မပြူတရားကိုမြင်ပြီးဆွဲလန်းမှုကြောင့်မိမ့်နိုင်မစားနိုင်တရားအားမထုတ်နိုင်ဖြစ်နေတဲ့ယဟန်တစ်ပါးကိုဆွဲပြူပြီးမူတုလက္ခဏာသက်တော်ကိုပေါ်ရှားခဲ့ပါတယ်။လွန်လေပြီးသောအခါဘာယနာတိပြီမှာပြမဒတ်မင်းကြီးမင်းပြူလည်းရှိတယ်။မင်းကြီးမှာချောမောလှပပြီးပြေးပြင်းနေလာတဲ့မူတုလက္ခဏာအမည်ရှိတဲ့ဒီဘုရားကြီးတစ်ပါးရှိတယ်။ ာယနာတိပြည့်ရဲ့အလိုဤမဝင်တာတော်ကြီးရဲ့မှာတော့ပုံနာလူလင်တယောက်ဟာဖြစ်သေးဟန်ပြူလျက်မြင့်မြတ်တဲ့အကျင့်ကိုကျင့်ကြံအားထုတ်အောင်မြင်ပြီးတဲ့အခါဇံပိန်ငင်ရရှိပြီးဇံချမ်းသာနဲ့အေးချမ်းစွာနေထိုင်ခြင်းရှိပါတယ်။ဒီနေ့မှာယသိဟာရှင်သာမီဝဲရန်အတွက်လူရိုးရရွာဘာယာနတိပြည်ကိုကောင်းငင်ခီးကကြွားရောက်လာပါတယ်။ဂျမန်တဲ့မင်းကြီးဟာ နန်းတော်လီသာပတင်းကနေစံခီးနဲ့ကြွလာတဲ့ရတိကိုတွေ့မြင်ရတဲ့အခါជីညိုစိတ်များဖြစ်ပေါ်ပြီးနန်းတော်မှာကြွရောက်တဲ့ရင်တော်မှုဖိတ်ခေါ်ခဲ့တယ်။ရတိလည်းမင်းကြီးရဲ့ဖိတ်ကြားချက်ကိုလက်ခံပြီးနန်းတော်ကိုနေ့စဉ်ဆုံးခံကြွရောက်ပြီးတရားဓမ္မများဟောကြားပါတယ်။ဒီနေ့မှာမင်းကြီးဟာမျိုးစုံဖျားမှာပုံကန်ထားကြွနေတဲ့တပုံသကန်တွေကိုတွားရောက်နေနေဖို့ရေးပေါ်လာခဲ့တယ်။ မင်းကြီးကနန်းတော်မှာသူမရှိခဲ့ယတိအားဆုံးကပ်ပူဇော်တဲ့အလုပ်ကိုဘုရူလက္ခဏမိဖုရားကြီးအားဒါဝင်ယူဆောင်ရွက်ရန်မှာကြခဲ့တယ်မိဖုရားကြီးလည်းမင်းကြီးမှကြားထားတဲ့အတိုင်ယတိကိုကောင်းမွန်စွာဆုံးဆက်ကပ်လုပ်ချေပါတယ်ဒီနေ့မှာမိဖုရားကြီးဟာရေမိုးချိုးပြီးလင်းပြင်ဆင်ပြီးဆုံးဟင်းများပြင်ဆင်ကတလွန်ညောင်းဆောင်တဲ့၌ခတ္တအနာယူကယတိစွန်စားအလာကိုစောင့်နေခဲ့တယ် စွန်းစားတဲ့ရောက်တဲ့အခါယသိလေဇံနဲ့ကြွလာပြီးစွန်းစားဆောင်လေးသာပတင်းမှာဆင်းသက်လာပါတယ်ယသိကြွလာတာကိုမြင်တဲ့မိဖုရားကြီးလည်းတလုံးမော်ကအလင်းမြန်ထားလိုက်တဲ့အခါမှာလူညံ့တဲ့ဘိုးဘဲဝင်ရောအောက်ကိုရှော့ကြသွားခဲ့မိဖုရားကြီးရဲ့မိမွေးတိုင်းဖောင်မွေးတိုင်းဆွဲမက်ဖွယ်ရှိုက်ဖို့ကြီးငယ်တွေတွေကိုအထင်းသားမြင်လိုက်ရတဲ့ယသိဟာ ကိလေသာဓမ္မစိတ်များဖြစ်ပေါ်လာပြီးတော့ဇံပိန်ញင်များလဲချက်ချင်းပြောက်ွယ်သွားပါတော့တယ်။ညသေးဟာမြင်လိုက်ရတဲ့ခိုင်တန်ကိုဉာဏ်စီတွေကမပြောင်းနိုင်ဖြစ်ကကိလေသာမီတောက်လောင်တဲ့စွန်းစားလိုစိတ်လဲပြောက်ွယ်ကကျောင်းသင်ကန်းသို့ခြေလင်းပြန်ကြွသွားပါတော့တယ်။ကျောင်းသင်ကန်းရောက်တဲ့အခါအေးရကလေးပေါ်မှာလဲလျောင်းပြီးမိဖုရားကြီးရဲ့အဝတ်ပလာပုံရိပ်ကိုသာမြင်အောင်နေမိတာ ဓမ္မစိတ်များသာပေါ်နေပါတော့တယ်။နောက်နေ့တွေမှာလည်းနန်းတော်ကိုမချွာနိုင်ပဲကျောင်းသင်ခန်းမှာသာဓမ္မိုင်းမိုင်းတတွေ့တွေ့ဖြစ်နေပါတော့တယ်။မင်းကြီးဟာတပုံလေးကိုနှိမ်နှင်းပြန်လာမှာဆရာရသေးကိုဖူးမြင်ကျောင်းသင်ခန်းကိုရောက်ရှိလာခဲ့တယ်။မိုင်းတွေနေတဲ့ရသေးကိုတွေ့တဲ့အခါဂျိုးချောင်းမင်းမြန်ရရသေးကမိဖုရားကြီးကိုဓမ္မစိတ်များဖြစ်ပေါ်နေတဲ့အတွက်မိုင်းတွေနေတဲ့အကြောင်းပြောပြပါရတယ်။ ်မိကြီးကရသေးအားဆရာရသေးဒီအတွက်နဲ့တော့ပိုင်တွေမနေပါနဲ့တင်းလို့ရှိရင်ဒီဘရားအားယူဆောင်နိုင်ပါတယ်လို့ခွင့်ပြုလိုက်ပါတယ်မိကြီးဟာနန်းတော်ရောက်တဲ့အခါဘုရုလက္ခဏာမိဘရားကြီးအားတွေ့ဆုံပြီးနှမတော်သူတော်စင်ရသေးဟာနှမတော်ပေါ်ဆွဲလန်းဓမ္မစိတ်နဲ့ဒုက္ခစင်ရဲ့ဖြစ်နေရတယ်ရသေးရဲ့တန်ရှင်းတဲ့စိတ်ကိုပြန်လည်ရရှိလာအောင် ပရိယေသုံးမိဆုံးမပါလေလို့မှာကြပြီးယသိနောက်လိုက်တော့ကိုမှာကြလိုက်ပါတယ်မိဖုရားကြီးလည်းယသိခေါ်ဆောင်ရာဣမဝိညာတော်ရက်ကိုလိုက်ပါလာခဲ့တယ်မိဖုရားကြီးရဲ့ယသိကိုအမောင်ကျွန်ုပ်မှာမိဖုရားတစ်ပါးဖြစ်တယ်တင့်တင့်နဲ့နေရာထိုင်ခင်းရရှိအောင်အမောင်စီမံဆောင်ရွက်လှည့်ပါလို့ဆိုတာယသိကကျွန်ုပ်မှာအိုးပိုင်အိမ်ပိုင်မရှိပါနမတော့လို့ပြန်ပြောပါတယ်မိဖုရားတင်ဟာ ိမ်တော်မူပြုလို့လင်ဤထိုင်းကြအိမ်ရာကိုရရှိအောင်ကျန်ဆောင်နိုင်အပ်ပေမည်။ယခုပင်ဘင်းကြီးထံလို့သွားပြီးတော့တောင်းဆိုချင်လို့ပြောလိုက်ပါတယ်။ယသေးလေရခင်အားမိမိအားယူသည်လေးသားစွာဆရာတင်ခဲ့တဲ့ဘင်းကြီးထံသွားရောက်တောင်းခံဖို့ကိုရှက်ရွံ့နေပေမယ့်အခြားရွေးစရာနည်းလမ်းလည်းမရှိတာကြောင့်နန်းတော်သို့ပြန်လာခဲ့ရပါတယ်။နန်းတော်ရောက်တော့ဘင်းကြီးထံမှ နေစရာအိမ်ပေးသနာပါရန်တောင်းခံတဲ့အခါ ဘယင်ကြီးကရွာဆက်ကဇရက်တစားကိုနေတရာပြုလုပ်နေထိုင်မှုပေးလိုက်ပါတယ်။ယသိဟာမိဖုရားကိုခေါ်ဆောင်ပြီးဇရက်ရှိအောင်ထွက်လာခဲ့တယ်။ဇရက်ကိုရောက်တဲ့အခါမိဖုရားက အမောင်ဇရက်ဝင်းကျင်ဟာတန်ရှင်းတဲ့ရက်အောင်လဲချင်းတုတ်တင်มาလေလို့ခိုင်းစေပါတယ်။ယသိလည်းဇရက်ဝင်းကျင်ကိုလဲချင်းရပါတယ်။မိဖုရားကအမောင်ဇရက်အားကာယံများပြုလုပ်ရန်နဲ့ အိယာကလေးများပြုလို့ရန်တေဝါတို့ကိုခုံယူလာခဲ့ချေလို့ခိုင်းစေတဲ့အခါအသေးလေတေဝါတို့ကိုပြင်းပြင်းမမှန်ခုံယူရခဲ့တယ်။ဒီမြားအမောင်တောက်ရီချိုးရီမှာသွားရောက်ခတ်ယူပါလေလို့ခိုင်းစေတော့လေအသေးဟာတောက်ရီတုံးရီမှာသွားရောက်ခတ်ယူရပြန်တယ်။အားလုံးလုံဆောင်ပြီးတဲ့အခါမောပန်းနေတဲ့ယသိဟာဆွေလန်တမန်မိတဲ့မိဖုရားနာကခွင့်ရပြီလို့အောင်မိနားကိုလျှောက်လာခဲ့တယ်။ ီဘုရားကအဲသူရုပ်သင်္ခန္ဓာကိုယ်ကနန်းစုံနေပါလေကျွန်တော်နာချိကက်လာရသလားလို့ဟောခဲ့လိုက်တယ်အသေးလေအဆက်ရသွားပြီဒီကံတို့တော့ကယေရှုတန်ဆင်အပြင်ပါတယ်ယေရှုတန်ဆင်ပြီးဇရက်တို့ပြန်လာတဲ့အခါအသေးလေဒီဘုရားရှိရာတလုံးညောင်းကောင်းကိုလျှောက်လာခဲ့တယ်ဒီဘုရားက ယသိကိုခေါ်ယူပြီးမုတ်စိတ်ကဆွဲယူကသင်ယသိသင်ဟာအချင်းမြတ်ကိုကြည်ညာပြီး အေးချမ်းစွာနေထိုင်ရပါလဲနဲ့အစဉ်ချင်းမဲ့မိုက်မဲတဲ့အမှုကိုပြုရတာမရှက်ပေဘူးလားလို့မေးမြန်းလိုက်တဲ့အခါယသေးလေတတိပြန်ဝင်လာကယခင်ကဟိမဝန္တာတော်ထဲမှာကျင့်ကြံအားထုတ်ခဲ့ပုံတွေကိုပြန်လည်အမှတ်ရလာခဲ့တယ်။လူဖြစ်နဲ့ဤပြားခိုင်းသည်သမျှပြုလုပ်ရတဲ့ပင်မဆင်းရဲမှုနဲ့နိုင်ရှင်ဆင်ခြင်မိလာခဲ့တယ်။ယသေးဟာဇရက်ပြင်ကိုထွက်သွားပြီးတော့ တရားဓမ္မတွေကိုပြန်လည်စဉ်းကျင်သုံးသပ်တဲ့အခါကိလေသာညစ်စေးများစွန့်ပယ်လိုက်နိုင်ပြီးတော့ဇာန်ပင်ဉာဏ်များလည်းပြန်လည်ရရှိလာခဲ့တယ်။အသေးဟာမိဖုရားကိုမင်းကြီးထံပြန်လည်အနှံပြီးတော့မိမိရဲ့အမောင်ပြန်လည်ပြင်ဆင်နိုင်အောင်လမ်းပြပေးခဲ့တဲ့မင်းကြီးနဲ့မိဖုရားကိုယေရှုတင်စကားပြောဆိုတာဤမဝင်တာကိုပြန်လည်ကြောင်မြင်သွားပါတော့တယ်။အသေးဟာကိလေသာသူပြောလာတဲ့ လူတို့ရဲ့ကိုရှောင်ခြင်းပြီးဤမဝန္တာတော်ထဲမှာပဲဤချမ်းစွာတရားအထုတ်ပြီးနေထိုင်သွားပါတော့တယ်